ဘသူမှဖွင့်ရမပြောရတဲ့မြန်မာစတိုင်ရဲ့နောက်ကွယ်ကအရှုံတော်ပုံတွေကိုတကူချင်းချပြသွားမယ်မိခလာပြည်သူများလုံးမင်္ဂလာပါရှင့်ဗာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ် ဘသူမှမဖွင့်ဟရတဲ့မြန်မာစတားပြိုင်ပွဲရဲ့အရှုပ်တော်ပုံတွေကိုဖွင့်ချလိုက်မယ်လို့ပြောလာသူကတော့အစရောမိကလာပါအခုဆိုရင်တော့အစရောမိကလာကမြန်မာစတားပြိုင်ပွဲကနေနှုတ်ထွက်လိုက်ပါပြီအစရောမိကလာကဒီလိုမျိုးမြန်မာစတားပြိုင်ပွဲကနေနှုတ်ထွက်လိုက်ရတာကအမှန်တရားကိုမဖုံးကွယ်ခြင်းတော့လို့ဖြစ်ကြောင်းပြောခဲ့ပါတယ်အစရောမိကလာရဲ့စကားအရဆိုရင်မြန်မာစတားပြိုင်ပွဲမှာမတမာမှုတွေရှိနေပုံရပါတယ် မြန်မာစားပြန်ပွဲကပြန်ပွဲဆမှာကလေးကပြဿနာပေါင်းစုံတက်မတမာမှုတွေညနာလမ်းမှုတွေရှိခဲ့တာပါဒါအပြင်မြန်မာစားပြန်ပွဲဟာမွန်ရင်အစောတော်တွေတည်ရေးဆရာတွေကိုထိုက်တင်တဲ့ငွေကြေးမပေးလို့အစောတော်တွေမွန်ရင်မိခင်တော်ခင်မြတ်မွန်နဲ့လည်းအကြီးကျယ်ပြဿနာတက်ခဲ့ပါတယ်အခုကမှလည်းမြန်မာစားပြန်ပွဲကအမှန်တကယ်အရင်ချင်းရှိတဲ့အစိုးပြန်ပွဲဝင်တွေကိုညနာလိုက်ထုတ်ပယ်နေပါတယ် ဒါကြောင့်မလို့လေရွေးဝဲပြောနဲ့လင်းပြင်းဟိန်တို့လိုပြိုင်ပွဲဝင်နေဆိုရင်မြန်မာစတားနဲ့နောက်နောက်မှာမပတ်သက်တော့ဘူးလို့ပြောခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့အဆိုရမီကလာကမြန်မာစတားပြိုင်ပွဲမှာတိုင်းရဖြစ်တာဝန်ယူထားတဲ့သူတဦးဖြစ်ပြီးတော့မြန်မာစတားရဲ့အကျင့်ပြတ်မှုတွေမတမာမှုတွေကိုမခံနိုင်လို့လက်ရှိမှာသူမဟာမြန်မာစတားအတိုင်းဖြစ်ကနေနှုတ်ထွက်လိုက်ပြီလို့သိရပါတယ်။အားလုံးသိကြတဲ့အတိုင်းအဆိုရမီကလာကအရင်တုန်းကတည်းကအပြင်လောကမှာတွက်လက်စွာပြောဆိုတတ်တဲ့အဆိုရတဦးဖြစ်တယ်လို့စိတ်ကောင်းနှလုံးကောင်းလေးရှိပြီးတော့ဘသူကမှမဆိုဖေးမှကျင်နာပြောဆိုတတ်ပါတယ်။ ဒါအပြင်အစိုးရမေကလာကအစင်နာတရားကြီးမှပြီးတော့ပြိုင်ပွဲဝင်တွေကိုမြစ်တာနဲ့ဆက်ဆံတတ်တာကြောင့်ပြည်သက်တွေကချင်းခင်အားပေးကြပါတယ်။ဒီလိုစင်နာတနာတတ်တဲ့မေကလာကမြန်မာစတားပြိုင်ပွဲမှာငွေမျက်နှာနဲ့မတရားတာတွေလုပ်နေရကြောင်းပြိုင်ပွဲရဲ့အတိုင်းအဖြစ်ကနေနှုတ်ထွက်လိုက်တာဖြစ်ပါတယ်။ဒီမတိုင်ခင်ကလည်းအစိုးရမေကလာကမြန်မာစတားပြိုင်ပွဲမှာအရေးချင်းရှိတဲ့သူတွေတချင်းအဆိုကောင်းတဲ့သူတွေပြုတ်သွားတဲ့ခါတိုင်းမှာမြန်မာစတားရဲ့လူရွေးချယ်မှုပုံစံပေါ်မှာသူနားမလည်နိုင်တော့ဘူးလို့ပြောခဲ့သူဖြစ်ပြီးတော့ voting ကြောင့်လားမြန်မာစတားနဲ့ပဲဆိုင်နာလာလို့ပောက်ကွဲခဲ့ပါ သည်။ဒါကြောင့်မိခလာကအမှန်တရားကိုမဖုံးကွယ်ခြင်းမူပြီးတော့ချင်းငယ်ကအရာရာကိုငွေနဲ့မဆုံးဖြတ်ခြင်းမူချင်းငယ်ကိုချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေချင်းငယ်ရဲ့စိတ်ထဲမှာလေးပြလုံးနဲ့ချင်းငယ်ရဲ့စိတ်ထဲမှာအမှန်တရားရှိတယ်ချင်းငယ်ကိုမတွေ့တော့အလုံးကမိကြတယ်ပြန်ပွဲဝင်လေးတွေကဝန်းနေကြတယ်ဆိုပြီးတော့ပြောခဲ့ရပါအစောရောမိခလာကမြန်မာစတားရဲ့လူရွေးချယ်မှုပုံစံပေါ်မှာသူနားမလည်နိုင်ဘူးလို့ပြောခဲ့ရဖြစ်ပြီးတော့ voting ကြောင့်လားမြန်မာစတားအစီအစဉ်ကြောင့်လားဆိုပြီးတော့ ရဲဝံစွာမိကုံထုတ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်မိခလာကမကြခင်အချိန်အတွင်းမှာမြန်မာစတိုင်ရဲ့အရှုပ်တော်ပုံတွေမတမာမှုတွေကိုဖွင့်ချမယ်လို့ဆိုပါတယ်။မိခလာကသူမကအမှန်တရားကိုမြင်နေတဲ့အတွက်ဘယ်ရောက်မှမကြဘူးလို့ဆိုခဲ့ရပါ။မိခလာကမြန်မာစတိုင်ရဲ့ရုံမှမှုတွေကိုဖွင့်မာနေပတ်သက်လို့ချင်းငယ်ကတော့သူ့အနေနဲ့အတမာတမဲကြကြပဲလုပ်ခဲ့တဲ့အတွက်ဘာကမှမကြဘူးလို့ဆိုခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာစတားပြိုင်ပွဲရဲ့အရှုပ်တော်ပုံတွေကိုဖွင့်ချတော့မယ်မိခလာနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကို မှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်